မိုက်ခိုဆော့ဝတ်မှာဆက်လက်မှန်ဒီအမျိုးမျိုးကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ ECC Computer တန်တန်းရဲ့ Founder နိုင်လင်းဦးပဲဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်မိုက်ခိုဆော့ဝတ်လေးကိုဖွင့်လိုက်မယ်နော်မိုက်ခိုဆော့ဝတ်လေးဖွင့်ကျင်နေဆိုကျွန်တော် RAM box ကနေပြီးတော့ logo ရဲ့ AR နှိပ်လိုက်ပါနော်အဲ Win Watch ဆိုပြီးတော့လည်းဖွင့်လို့ရရယ်နော်ဒါမို့ကိုကနေပြီးတော့အဲကိုရဲ့ဒီ screen ပေါ်မှာရှိခဲ့ပေါ့နော် Microsoft Word လေးကနေပြီးတော့လည်းဖွင့်လို့ရပါတယ်နော် ဆော့ဝဲလေးပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်ဘက်ကိုဆော့ဝဲလေးကိုဆာမန်နာလေးနော်ဒီဆာမန်နာလေးမှာစာကြောင်းလေးခေါ်လိုက်ပြီနော်မက်ကိုဆော့မှာစာကြောင်းလေးခေါ်ခြင်းနဲ့ဆိုလို့ရှိရင် equal to r a n d r နော် i n d r ပြီးရင်လည်းခွင်းစားခွင့်ပေးဆိုပြီးတော့အန်နာခေါ်လိုက်ပါဒါဆိုရင်သူက server 5 byte ကိုအလိုလျောက်ကြာလာပါလိမ့်မယ်နော်ဒီခွင်းစားခွင့်ပေးထဲမှာကိုလိုချင်တဲ့ server အရွယ်တက်ကိုလည်းခေါ်လို့ရပါတယ်ခင်ဗျာနော် server ဆိုလည်း server ပေါ့နော် okay အဲ့ပြီးတော့ဆိုလို့ရှိရင် keyboard ကနေပြီးတော့ enter ခေါ်လိုက်ဒါဆိုရင် server server ကြာလာပါလိမ့်မယ် Microsoft မှာအလွယ်တကူ server လေးကြီးခေါ်လို့ရပါတယ်เนาะအဲ့ကျွန်တော်ကဒီ server တွေအကုန်လုံးကိုပေါ့เนาะဒီ selection ပေးခြင်းလဲဆိုရင် keyboard ကနေပြီးတော့ control ရဲ့ AA ကိုနှိပ်လိုက်ပါเนาะအဲ control ရဲ့ AA ဆိုတာကတော့ကျွန်တော် keyboard လေးကိုခေါ်လိုက်မယ်เนาะ ကဲကီးဘုတ်ကနေပြီးတော့အဒီကွန်ထရိုးကီးလေးရဲ့ A လေးရဲ့နော်ကွန်ထရိုးရဲ့ A ရဲ့တွဲပြီးရောနှိပ်ပေးလိုက်ရပါအဲဒါကနော်စာအားလုံးကိုကျွန်တော်တို့ဒီမှာ selection ပေးတာပါနော် selection ပေးတဲ့နီလိုင်းလေးဖြစ်ပါတယ် Okay အဲနောက်နီလိုင်းတစ်ခုကကျွန်တော်ဗာလဲဆိုလို့ရှိရင် shiki နဲ့ selection ပေးရပါနော်ကိုကပေါ့နော်ဒီအစားနေပြီးတော့ဒီနာဒီစာပိုက်လေးကို selection ပေးနေတယ်ဆိုရင် shiki လေးကို feed ထားပြီးရောနော် shiki ဆိုကျွန်တော်ကီးဘုတ်ကဒီဟာလေးပြောတာပါ shiki လေးကို feed ထားပြီးတော့ နော်ကိုမက်အကို selection ပေးခြင်းနဲ့ဆုံးနေရအောင်မောက်လေးနဲ့နော် click တစ်ချက်နှိပ်လိုက်ပါနော်အဲ click တစ်ချက်နှိပ်လိုက်အဲနော်အဲဒါဆိုလို့ရှိရင်သူကအဲကိုပေးခြင်းတဲ့နေရာကိုနော်မောက်လေးကိုအစမှတစ်ချက်နှိပ်နော်ပြီးရင်အဆုံးဘွားကိုလည်း၈ kg ဖိပြီးတော့မောက်လေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ရပြီနော်အဲနောက်တစ်ခုကကြတော့ အဲကျွန်တော်တို့ပေါ့နော်ပုံမှန်အတိုင်းကျွန်တော်ဒီအိုင်းလေးဖိဆွဲပြီးတော့မောက်လေးနဲ့ဖိဆွဲပြီးတော့အဲဆယ်လက်ရှင်ပေးမယ်ဆိုလို့ရှိရင်လည်းအဲပေးလို့ရပါတယ်နော်အဲကျွန်တော်ဒီဗီဒီယိုလေးကတော့ဒါကွန်ပျူတာကိုခုမှစတင်လေ့လာနေတဲ့ဒီမိတ်ဆွေတွေအတွက်ကိုရည်ရွယ်ပါတယ်ခင်ဗျာနော်အဲတီးပြီးသားမိတ်ဆွေတွေကတော့ကြော်သွားလို့ရပါတယ်နော်ဒါကိုနိုးရဲ့ AA နဲ့ကိုဆယ်လက်ရှင်ပေးလို့ရတယ်ဒီတိုင်းဖိပြီးတော့ဆွဲလဲဆယ်လက်ရှင်ပေးလို့ရတယ်ဒီမှာတစ်ချက်နဲ့ရှစ်ကီးလေးကိုဖိထားပြီးတော့ပေါ့နော်ကိုဆယ်လက်ရှင်ပေးခြင်းနဲ့အဆုံးနေရာကိုလည်းအဲဒီလိုမျိုးလေးတွေလည်းပေးလို့ရတယ် ောက်တစ်ခုက downline selection လည်းပေးလို့ရပါတယ်เนาะ downline selection ပေးခြင်းလည်းဆိုရင် keyboard ကနေပြီးတော့ order ကိုနှိပ်တာเนาะကျွန်တော်တို့ဒီမှာ keyboard ကနေပြီးတော့အဲဒီ AID ဒီ order key လေးကိုနှိပ်ထားเนาะကိုနှိပ်ထားပြီးတော့ကိုမှာကို downline ပေးခြင်းတယ်เนาะဒီ selection တွေကိုကို downline ပေးခြင်းတယ်ဒီစာချောင်းတွေပေါ့เนาะအဲစကလုံးတွေကို selection ပေးလို့ရပါတယ် okay ရလားရမယ်เนาะ အဲဒေါင်းလိုက်ပါတော့ကိုဒေါင်းလိုက်ပေးချင်တယ်ဆိုလို့ရှိရင်လည်း selection ပေးလို့ရတယ် order key လေးကိုဖိပြီးတော့အဲဒီ button ကိုဖိဆွဲလိုက်အဲဒါဆိုလို့ရှိရင်ဒေါင်းလိုက် selection အဲ selection ပေးရနော် okay လားရလားအဲဒါကတော့ Microsoft မှာအဲ selection ပေးတဲ့ညီလိုင်းလေးဖြစ်ပါတယ် control ရဲ့ a ရဲ့ shift key ရဲ့ငါဒီ i ဖိဆွဲတဲ့ညီလိုင်းလေးရဲ့ဒေါင်းလိုက်ပေးချင်တယ်ဆိုလို့ရှိရင် order နဲ့ ပေးတဲ့နီလန်းလေးဖြစ်ပါတယ်โอเคအဲဒီဗီဒီယိုလေးကတော့ခုမကွန်ပျူတာကိုအချိန်ကလေ့လာနေတဲ့မိတ်ဆွေတို့အတွက်ဆိုလို့ရှိရင်တော့အဲအကျိုးရှိမျိုးလို့ထင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းအဲ Microsoft Word ကိုကျွန်တော် business level ကနေပြီးတော့ advanced level ဒီဒီလုပ်ငန်းခွင်မှာเนาะအဲအသုံးပြုလို့ရအောင်လုပ်ငန်းခွင်တုံးတဲ့နီလန်းလေးကိုကျွန်တော်မျှဝေပေးသားပါမယ်เนาะโอเคအဲ့တော့မိတ်ဆွေတို့အတွက်အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ဒီအဲကျွန်တော်ရဲ့ ACC page လေးကိုဝင်လေးပြုလုပ်ပေးသားအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ